Daniel Camel မင်္ဂလာပါတာတာမိမိတို့ရေအခုတော့တာတာမိမိတို့ကိုကလအုပ်လေးတွေအကြောင်းကိုပြောပြဖို့ရွေးချယ်ထားပါတယ်။ကလအုပ်ဆိုတာကတဲခန္ဓာရမှာနေထိုင်တဲ့ကြီးမားတဲ့အကောင်ကြီးတွေဖြစ်ပါတယ်။ကလအုပ်တွေဟာပူပြင်း၆တွေ့တဲ့တဲခန္ဓာရတွေမှာအဓိကနေထိုင်ကြပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ကတဲခန္ဓာရရဲ့အပူဓာတ်ကိုခန္ဓာရင်ရှိအောင်သဘာဝကဖန်တီးပေးထားပါတယ်တဲ့။ ကလအုပ်တွေကရေများများတူလောင်ထားနိုင်ပါတယ်တဲ့ကလအုပ်တွေဟာတခါတည်းနဲ့ရေအများကြီးတောက်ပြီးနောက်ထပ်ရေမတောက်ဘဲရပ်ပေါင်းများစွာခရီးဝဲဝဲကိုသွားနိုင်ပါတယ်တဲ့သူတို့ရဲ့ခန္ဓာကိုယ်တွေကအစီအိတ်တွေကရေကိုတူလောင်ပေးထားနိုင်ပါတယ်တဲ့သူတို့ရဲ့အစီအိတ်ဆိုတာကသူတို့နှောက်ကြောမှာပါတဲ့ဘူးလုံးကြီးကိုခေါ်တာပါအဲ့ဒီအစီအိတ်ထဲမှာအစာနဲ့ရေကိုတူလောင်ထားပြီးတော့ ူတို့အတွက်စွိုင်းအဖြစ်ပြန်ပြီးတော့အသုံးပြုပါတယ်တဲ့။နောက်ပြီးတော့ကလအုပ်တွေကဖုံတွေအရမ်းများလာလို့ရှိရင်နှကောင်းပိတ်ပြီးတော့နေနိုင်တယ်တဲ့။သူတို့ကသဲခံနာရမှာနေရဆိုတော့သဲခံနာရတွေမှာကဖုံတွေအရမ်းများရည်လေ။အဲ့လိုဖုံတွေအရမ်းများလာတဲ့အချိန်မှာကလအုပ်တွေကသူတို့နှကောင်းတွေကိုဖုံတွေမဝင်အောင်အလိုလျောက်ပိတ်နိုင်တဲ့အထူးစွန့်ရည်ရှိပါလေတဲ့။ဒါကြောင့်ဖုံတွေမဝင်အောင်သူတို့ကအလွယ်တကူကာကွယ်နိုင်ပါတယ်တဲ့။ ကလာအုပ်တွေကလူတွေအတွက်အရန်ကုန်မှအကျိုးပြုတဲ့သတ္တဝါတွေဖြစ်ပါတယ်တဲ့ကလာအုပ်တွေကိုသဲကန်နိုင်ရမှာလူတွေနဲ့အတူခရီးသွားတဲ့နေရာမှာပစ္စည်းတွေတည်တဲ့နေရာမှာအသုံးပြုကြပါတယ်တဲ့ကလာအုပ်တွေအကြောင်းကိုပြောပြပေးပြီးဆိုတော့မိကုံးလေးတွေအတူတူဖြည့်ကြည့်အောင်နော်ကလာအုပ်တွေကဘယ်မှာနေထိုင်ကြရလဲတဲ့ရေကန်တွေနှစ်သဲကန်နိုင်ရတွေ၃ တောအုပ်တွေလက်ခံနာရဆိုရင်တော့အဖြေလေးရဟန်းပါလေ။ဒါနဲ့နောက်ထပ်အကောင်လေးတွေအကြောင်းလည်းဆက်ပြီးပြောပြပေးမယ်နော်။